လိုအားလုံးပဲမြင်ကြပါဘောဘောမချန်ကနေကြည့်စုပါရယ်ဆိုတော့ပရီးမီးယားလိပွဲစဉ်၈အဖြစ်ဒီတပတ်မှာကစားကြမဲ့ပွဲတွေကမှ Brighton နဲ့ Newcastle တို့ရှိမယ်ကစားမဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်တို့ကပွဲကြိုသွင်းတဲ့ချက်လှုပ်ကြည့်အောင်ပါဆိုတော့ဒီပွဲကျွန်တော်တို့ဘောနော်ဒါဘယ်အတင်းကဘလူရက်လက်ထွက်ပေါ်လာလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်ဆွေးနွေးကြပါအောင်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်ခွန် International Break မတိုင်ခင်ကကျွန်တော်တို့ဒီ weekend ကိုပြန်သွားကြည့်မယ်ဆိုရင်ဒါ Brighton ကတော့ ဝမ်ဝမ်ဆိုတဲ့ရလနဲ့ဒီယာဒီခြေစွမ်းအဆူဆုံးလို့ပြောလို့ရတဲ့ဝူဘာဟန်တန်ကိုအဝေးခွင်းမှာတရီတက်မှတ်ပဲကျွန်တော်တို့ကယူနိုင်ခဲ့တယ်။အနီယူကာဆယ်ကတော့တိုင်ပတ်နေပါတယ်ဆိုတဲ့ Northern Forest ကို2ဂိုးကိုမရှိနဲ့အနိုင်ယူထားပြီးတော့ဒီယာဒီမှာအရေးကြီးပါတယ်ဆိုတဲ့လိုအပ်နေပါပြီဆိုတဲ့နိုင်ပွဲတွေကို နောက်နေ့အပါဒီနျူကာဆင်နီနဲ့စပြီးတော့ယူလာနိုင်နေပြီပေါ့နော်ဆိုတော့နှစ်သင်းစလုံးရဲ့အနေထားကဒီယာဒီမှာအလောက်တော့ကွာဟမှုမရှိဘူးဗျအထူးသဖြင့်လက်ရှိဒါဒီပွဲကိုအင်ရှင်ဖြစ် Brighton ကလက်ခံချင်းပါရမယ်ဆိုတော့အဲ Brighton နေနဲ့အဆင့်ဆက်နှစ်မှာရှိနေပါတယ်တော့ Newcastle ကလည်းအဆင့်7မှာရှိနေတာဗောနော်ဆိုတော့ Brighton နေနဲ့9ပွဲကစားပြီးတဲ့အချိန်မှာသူတို့2ပွဲနိုင်ထားပါတယ်2ပွဲနိုင်ထားတယ်3ပွဲတည်ရကြပြီးတော့သူတို့2ပွဲရှုံနေထားတယ်တိုက်စစ်က10ခုရထားတယ်လို့ခန်းစစ်ကလည်း10ခုပြန်ပြီးထားတယ်အသင်းမှာ ညူကာဆယ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်ထားတယ်။သုံးပွဲတည်ချပြီးတော့သူတို့လည်းနှစ်ပွဲရှုံးနေထားပါတယ်။တိုက်စေးက6-9ရပြီးတော့ခန်စေးကဘောနော5-9ပြန်ပေးထားရတယ်။ဆိုတော့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နှစ်သင်းကြားထဲမှာကွာဟမှုကြီးကြီးမားမားမရှိတာကိုကျွန်တော်မြင်ရမယ်ဘောနော်။အဲ Brighton တို့ကတော့မနေ့ပြောရင် DR ဒီမှာတော်တော်လေးအဆင်ပြေမနေဘူးဘောနော်။ပြေမနေဘူးဆိုတဲ့နေရာမှာကွန်လင်မှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ညရာဒီပြောင်းရွှေ့မန်ချက်စတာယူနိုက်တက်နဲ့တောက်လျှောက်တရင်တွေထွက်ခဲ့တဲ့ကာလို့စ်ပါလေပါက အရန်ကိုကျွန်တော်ကခြိစွမ်းနေမတိမငိမ်ဖြစ်နေတဲ့ဒီယာဒီမှာတော်တော်ကိုတိုင်ပက်နေတယ်ဗျာတော်တော်ကိုတိုင်ပက်နေပြီးတော့တခါတလေမှာပွဲထွက်လူစင်မှာနေရာမရတာတွေကျွန်တော်ရှိတယ်အဲဒုတိယပိုင်းမှာအမြဲတမ်းလူစားလဲခံရတာတွေကျွန်တော်ရှိတယ်သူရဲ့အကောင်းဆုံးအနေထားကိုကျွန်တော်တည်တာမမြင်ရသေးဘူးတော့တခုတော့ရှိတယ်ဗျာဒီယာဒီ Brighton အနိုင်ရထားတဲ့နှစ်ပွဲမှာနှစ်သင်းစလုံးဟာအသင်းကြီးတွေနဲ့တစ်ဆင့်ကျွန်တော်လာတာပါ Chelsea ကိုလည်း Chelsea ကွင်းမှာ 1-3ဆိုတဲ့ရတဲ့သူနိုင်တယ်လို့မန်ချက်စတာစီးတီးကိုလည်း2-2ဆိုတဲ့ရတဲ့သူကအိမ်ဝဲမှာနိုင်အောင်ဆွမ်းဆောင်ထားတာဆိုတော့ဒီအာဒီနိုင်ပွဲတွေကတော်တော်ကောင်းထားပြီမဲ့လေလို့ပေါ့နော်နိုင်ရမယ်ဆိုတဲ့ပွဲစဉ်ဒီမှာ Brighton ကအချိန်ကြီးကောင်းအောင်လှုပ်ပြထားနိုင်ခြင်းကျွန်တော်မရှိသေးဘူး Brighton ရဲ့နောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ကြည့်ရင်ကျွန်တော်အနေနဲ့ဒီဦးရနေကကစားတဲ့ပွဲမှာပါပါတယ်ဒီပါတယ်သူတို့နိုင်နေပေါ့လေအဲ့ဒီရှိမှာတော့ ဘာလဲဥပါနံကိုဝန်သီကြတဲ့ Chelsea ကို1-3နဲ့သူတို့နိုင်တယ်။ပြီး Bansley ကိုလည်း EFN ကျွန်တော်ဘောနောတတိယစင်မှာ6-6ကိုမရှိနဲ့သူတို့နိုင်တယ်။ဒါပေမဲ့စပါးကိုတည်ကြတဲ့ဘုံမောက်ကို2-2နဲ့ရှုံးတယ်။ Oxford United ကို6-6ကိုမရှိနဲ့သူတို့နိုင်တယ် City ကို2-1နဲ့နိုင်တယ် Everton ကို2-0နဲ့ကျွန်တော်ရှုံးနေပေါ့ဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် Brighton အတွက်က Brighton အတွက်ကကျွန်တော်ထင်သလောက်ထိတော့ပေါ့နော်အရင်ကောင်းတဲ့ performance တွေတော့ဟုတ်မနေဘူး ဒါကြောင့်ဒီနှစ်သိန်းကြားထဲမှာတိတ်ပြီးတော့ဗောနော်ကျွန်တော်ဒါတည်ငြိမ်မှုတည်ငြိမ်မှုဆိုတာတသိန်းနဲ့တသိန်းခြေသွင်းကြားခြေသွင်းနေရအဲ့လောက်ကြီးကြီးကွာဟာမှုမရှိတော့ဒေါ်လီတော့ခက်တယ်ဘရိုက်တန်မှာလည်းပဲကွင်းလယ်မှာဗောနော်ကွင်းလယ်မှာလည်းပြိုင်ဘက်ကိုထိန်းချုပ်နေဆိုရင်ရှိတဲ့ကစားမားတွေရှိတယ်ဆိုပေမဲ့လည်းနျူကာဆယ်ကွင်းလယ်ကိုတော့ရှင်းဖို့ကမလွယ်ဘူးကာဆယ်ကွင်းလယ်မှာဆိုလို့ရှိရင် physically ရတယ်ကျွန်တော်ပြောစရာမလိုဘူးနိုင်ပွဲတွေလည်းပြန်ပြီးတော့ယူနိုင်နေပြီဒါအပြင်ကျွန်တော်ကွင်းလယ်ကစားမားတွေကလည်းလုံးဝကိုတော်တော်ကောင်းတဲ့ကွင်းလယ်ကစားမားတွေကိုကာဆယ်ကဖိုင်ဆိုင်ထားတာဆိုတော့အဝေးကွင်းဖြစ်ပေမဲ့လည်းဗောနော်နျူကာဆယ်နေနဲ့ Brighton ကိုဒုက္ခပေးနိုင်စွာအပြည့်အဝရှိတယ်လို့ကျွန်တော်ထင်တယ်။ Brighton ဘက်ကတော့ Castle ကိုအိမ်ဝင်းမှာဖြစ်တဲ့အဆောင်မှာအနိုင်ယူဖို့ကတော့မလွယ်ဘူးလို့ကျွန်တော်ယူဆတယ်။ဆိုတော့နှစ်သင်းကြားထဲမှာတော့ဗောနော်ကျွန်တော်ကအချင်းဒီဘိုးကွာချက်ချက်ဒီများဘူးကတော့သိပ်ပြီးတော့ရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ Newcastle ကဒီယာဒီမှာသူတို့အနေနဲ့ဗောနော်ပြိုင်ပွဲတွေကလည်း Champions League ပြိုင်ပွဲတွေဘာတွေရှိတယ်ဆိုတဲ့အခါကျတော့သူတို့အတွက်တော့လူချံပြီးတော့ကစားဖို့လူတဲ့ပွဲတွေလည်းရှိတာပေါ့လေသို့တော်လည်းပဲကာဆင်ကဒီယာဒီမှာတော်တော်ကိုအကောင်းဆုံးပုံစံနဲ့မဆနိုင်သေးဘူးလို့ကျွန်တော်ပြောရမယ် အခုဆိုလို့ရှိရင်တို့အနေနဲ့ပေါ့နော်ဒါ Northern Forest ကိုတူးစီးနဲ့တို့နိုင်ထားပြီးသားအဲရှေ့မှာလဲ Champions League မှာ Union စိတ်ကိုတို့တွေ4စီးနဲ့တို့နိုင်ထားပြီးသားဒါပေမဲ့ Arsenal ကို1-2နဲ့အိမ်ဝင်မှာနောက်ကျကိုရီနဲ့ရှုံးနေနောက်ပြီးလို့ရှိရင်ဘုံမောက်ကိုကိုမရှိတီကြတယ် Barcelona ကို Champions League မှာ1-2နဲ့တို့ရှုံးနေဝူဘဟန်နန်ကို1စီးနဲ့တို့နိုင်နေနော် Leeds United ကိုတို့ကိုမရှိတီကြတယ်လေဘောင်ကိုရှုံးနေဆိုတော့တွေးကြည့်ရင် နယူကာဆယ်အတွက်ကထင်သလောက်ကောင်းတဲ့ performance တွေကျွန်တော်တို့မလုပ်နိုင်သေးဘူး။ဒီရာသီနယူကာဆယ်ရဲ့နိုင်ပွဲနှစ်ပွဲရှိတယ်။အဲ့ဒီနိုင်ပွဲနှစ်ပွဲဟာဝူဘာဟန်တန်ကိုအိမ်ခွင်းမှာ1-0နဲ့နိုင်တဲ့ပွဲ၊ Nottingham Forest ကိုကျွန်တော်2-0နဲ့နိုင်တဲ့ပွဲ။ Nottingham Forest ဒီလက်ရှိ Postie Gokuli ရဲ့လက်အောက်မှာတော်တော်ကိုစိုးဝနေတဲ့ performance ကတော်တော်ကိုစိုးဝနေတာ။နော်ဒါဒါအပြင်ဝူဘာဟန်တန်ဆိုတာကလည်းအခုလက်အခုလက်ရှိအဆင့်20မှာနိုင်ပွဲတစ်ပွဲမှမရသေးတဲ့အတင်ကာဆယ်ရဲ့ပရီးမီးယားလိဂ်နိုင်ပွဲတွေကတိတ်တော့ convince ဖြစ်မနေဘူးပြသေးလား။ ဆိုတော့လည်းပဲကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောသလိုပဲ international break အပြီးမှာပြောရတာကတော်တော်လေးကိုခဲရင်းနေဟို international break ဆိုတော့ကစားမားတွေရဲ့ performance တွေကပူကောင်းလာမလားပူပြီးတော့ဆိုးလာမလားပေါ့နော်အသင်းကြီးရဲ့ကျွန်တော် rhythm တွေကလည်းပြတ်သွားပြီလားဘယ်လိုလဲဆိုတာကလည်းကျွန်တော်ရှိသေးတာဒါပေမဲ့လို့ Eddie Howe ရဲ့အသင်းကတချို့ပွဲတွေမှာဆိုလို့ရှင်ကစားပုံကောင်းခဲ့တာတော့မှရက်လက်တိုင်ပက်ခဲ့တဲ့ပွဲတွေကျွန်တော်ရှိတယ်အဲ့ဒီတော့ဒါတွေကိုကျွန်တော်ဘယ်တော့ဒီပွဲမှာပြင်ဆင်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ယူဆတယ်တိုက်စစ်မှာလည်း Nick Rolter မှာတာက တို့လက်ရှိမှာဆိုလို့ရှိရင်တကယ်ကောင်းတဲ့သူ့အနေနဲ့ performance တွေပြပြီးတော့ဂိုးတွေသူတွင်းနေပါပြီ။နော်ဂိုးတွေသူတွင်းနေပြီဂျာမနီလည်းရွေးစဉ်တင်တဲ့သူဂိုးတွေတွင်းနေပြီပရီးမီးယားလိမှာလည်းသူဂိုးတွေတွင်းနေပါပြီ။အဲကြောင့်မနော်အချင်းတော်လေးကောင်းနေတယ်။ဝီဇာတို့ဘာလို့မကစားနိုင်သေးတာကတော့နျူကာဆယ်အတွက်တော်လေးကန်ဆူးတာပေါ့လေ။တိုက်စစ်မှာဆိုလို့ရှိရင်ဝီဇာတို့လိုကစားမားတွေကိုကျွန်တော်လက်ရှိအားကိုးရမယ်ဆိုရင်တော့မဆိုးဘူးလို့ပြောရမယ်။ဒါပေမဲ့လို့ဝီဇာတို့ဘာလို့မကစားနိုင်သေးဘူး။နော်ဝါဘာမကစားနိုင် ဝင်ကစားနိုင်သေးဘူးတောင်ပေါ်မှာလည်းအန်တိုနီအီလန်ကတော့ပါလို့ဆိုလို့ရှိရင်ပေါ်ထွက်ခွင့်ကပုံမှန်ရနေတဲ့နေတိုင်းမျိုးဟုတ်မနေသေးဘူးဗျာဒါပေမဲ့လို့ကျွန်တော်ညူကာဆယ်ကတော့ဗောနော်ဒီပွဲမှာအနိုင်ယူနိုင်စွဲရှိတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့နှစ်သင်းကြားထဲမှာကိုအများကြီးတိတ်မြင်ရလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးဆိုညူကရောဘယ်လိုမြင်ရလဲဒီပွဲဘယ်လိုရလက်တွေထွက်ပေါ်လာလိမ့်မယ်ထင်ကြပါလဲဆွေးနွေးကြပါအောင်ဆိုတော့ channel လေးကို subscribe နဲ့ရသေးဘူးဆိုလို့ရှိရင်နေပြီးတော့တောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ